မြန်မာပြည်ဖို့တိုင်းရင်းသားညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သားလိုက်ပါတယ်ဒီနေ့မှာတော့အချမ်းကောင်းတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုကျွန်တော်အနေနဲ့ဖတ်ချူရတဲ့အတွက်အဲ့ဒီဆောင်းပါးလေးကိုတစင်းခန့်ဖတ်ချူမျှဝေတင်ဆက်တော့မှာဖြစ်ပါတယ်ဆောင်းပါးရဲ့နာမည်က ULAA ကိုခါပိုက်ဆောင်ဖို့စ조사နေတဲ့လင်းနိုးလူသားများဆိုတဲ့ခေါင်းစဉ်နဲ့တင်ထားတဲ့ဆောင်းပါးလေးတစ်ခုဖြစ်တယ်ဒီတော့ဒီဆောင်းပါးကိုမများဝေခင်မှာစာရည်သူဂိစပမြေရီရီလှိုင်ကိုဒီနေရာကနေပြီးဂါရဝပြုအပ်ပါတယ်ဒီတော့ ကြီးခဲ့မှုတဲ့ဗမာတော်လိုင်းရဲ့ရုပ်ရှင်ဇာတ်ကတကားတွေကဇက်ကောင်တကောင်ကိုဇာရဲသူအခုအချိန်ထိမှတ်မိနေတော့ပါပဲအဲ့ဒီရုပ်ရှင်တွေကဇက်ကောင်ဟာအင်္ဂလိပ်အလိုတော်ကြီးတဦးဖြစ်ပါလေသူဟာအင်္ဂလိပ်နေရှင်တို့ရဲ့အလိုတော်ကြဘသူမျက်နှာကိုမှမထောက်ပဲဘာဆိုဘာမှလုံးဆောင်ပေးဖို့အစဉ်သင်ရှိနေသူတဦးဖြစ်တယ်သူကိုကြိုးအတွက်ဆိုရင်ဘာနှစ်ဖူးကိုတိုက်တူးဖို့လက်မလျွမ်းသူပဲဖြစ်ပါလေသူကြောင့်ပဲ အပြင်းမဲ့အယတပြည်သူတွေထောင်ကြသူကကြဘဝပြတ်သူကပြတ်အသက်ဆုံးရှုံးသူကဆုံးရှုံးဖြစ်ခဲ့ကြရတယ်အင်္ဂလိပ်ကိုလိုနီနေရှင်တွေကိုမြန်မာနဲ့ဂျပန်မဟာမိတ်တို့ကပူးပေါင်းတိုက်ထုတ်လိုက်ပြီးအဲ့ဒီနောက်မှာပဲမြန်မာပြည်ဟာဂျပန်တို့ရဲ့ဖက်စစ်လက်အုပ်ကိုတဖန်ကြားဆင်းသွားရပြန်တယ်ဂျပန်တွေဟာသူတို့ရဲ့ဖက်စစ်အုပ်စုအုပ်ချုပ်ရေးစနစ်ကိုမြန်မာနိုင်ငံထဲမှာစတင်ပြီးတော့အသက်သွင်းလာခဲ့ကြတယ်အဖွဲ့ကောင်းတာက အင်္ဂလိပ်တွေလက်ထက်တုန်းကအင်္ဂလိပ်တွေအလိုကျဂျပန်ကိုတိုက်ခိုက်ပေးခဲ့တဲ့အင်္ဂလိပ်အလိုတော်ကြီးရော်သူကြီးဟာဂျပန်ခံမာလေးပဲဂျပန်ရဲ့အလိုတော်ကြီးတူထမ်းမှန်ဖြစ်လာတယ်။စားရည်သူငေစင်ကတွေးခင်းမိတဲ့နေချစ်အလိုတော်ကြီးကိုအဲ့ဒီလိုလူစားမျိုးတွေဟာရုပ်ရှင်ကားထဲမှာသာကြီးလေးမေလို့ထင်ခဲ့မိတယ်။ဒါပေမဲ့တကယ်အပြင်လောကထဲမှာလည်းအဲ့ဒီလိုလူစားမျိုးတွေအမှန်တကယ်ကိုကြီးနေတာကိုတွေးမြင်လာရတယ်။ဟုတ်ပါတယ်။ငတ်နဲ့ တွေးချိန်မှာတောင်ဖန်ကလေးကိုတဖြက်ဖြက်ခတ်ပြီးတော့ငါဟာငှက်ဖြစ်ကြောင်းပြသတတ်တယ်လို့ကျွမ်းလက်တွေးတဲ့အချိန်မှာကလေတောင်ဖန်ကိုဝှက်ထားပြီးတော့ကြောဖြစ်ကြောင်းကိုပြသတတ်တဲ့လင်းတို့လိုလူစားမျိုးတွေစာရေးသူတို့ရဲ့အာရခပြည်ကြီးမှာအများပြချီးနေတယ်ဆိုတာကိုမြင်တွေ့ရပါတယ်အခုလက်ရှိရခိုင်ပြည်ရဲ့အနေအထားကိုကြည့်လိုက်ရင်အာရခတက်တော်အေရေးထင်းချုံမှုအောက်ကိုရခိုင်ပြည်မှာမျိုးနေပေါင်းဆေးလေးမျိုးနေအထိအပြေအဝါကိုရောက်ရှိနေခဲ့ပြီးတဲ့အတွက်ဒီအခြေအနေဖြစ်ပါတယ် အရဟတတ်တော်သားတွေရဲ့စွန့်လွတ်မှုစွန့်စားမှုအနစ်နာခံမှုခေါင်းဆောင်ကောင်းတို့ရဲ့အယဲ့ချင်းပြေးဝမှုနဲ့ရခိုင်မျိုးစင်းမှန်တဲ့အယတပြည်သူတွေရဲ့အဖက်ဖက်ကဝမ်းရံပတ်ပိုးမှုတွေကြောင့်နှစ်ပေါင်း240တိုင်အရှုံးအချာအာဏာပြောင်းဆုံးခဲ့ရတဲ့အာရာခနိုင်ငံတော်ကြီးဟာအရှုံးအချာအာဏာကို ပြန်လည်ရယူပိုင်ဆိုင်နိုင်ဖို့လက်တကပ်အလိုမှာသာရောက်ရှိလာခဲ့ပြီဖြစ်တဲ့လက်ရှိရခိုင်ပြည်ကိုမျိုးနေပေါင်း16မျိုးနေနဲ့ဖွဲ့စည်းထားတဲ့အတွက် ိုက်ခိုက်ရန်တိုင်ပိုင်ဖို့ကြံနေသေးတယ်။ကြောက်ကျူစစ်တွေနဲ့မတ်အောင်တို့ကိုသာအပိဒတ်တိုင်ပိုင်နိုင်ပြီဆိုရင်ရခိုင်တပြည်လုံးအာရခတ်တဲ့တော်ရဲ့ထိန်းချုပ်မှုအောက်ကိုယာလုံးပြေရောက်ရှိတော့မှာဖြစ်ပါတယ်။အာရကန်ဒရဲ2020ရခိုင်အိမ်မ2020ဆိုတာကိုအတီးအလင်းအသေးပေးဖွင့်ဆိုပြမထားတဲ့အာရခတ်တတော်ဟာစည်ရည်နဲ့နိုင်ငံရေးမှာအသာစီးရရှိထားတဲ့အာရခတ်ပြည်ကိုဘလို့လှော်တမ်းမျိုးနဲ့ဘလို့ပုံစံမျိုးဆက်လက်ပြီးတော့ မောင်းနှင်တော့မလဲဆိုတာကိုဘယ်သူကမှအတိအကျမသိနိုင်ပါဘူးဒါပေမဲ့အာရဟတတ်တော်စေဦးစီရှုပ်ဘိုလ်ချုပ်ထွန်းမြတ်နိုင်ရေးစကားအတိုင်းပြောရရင်ရခိုင်ပြည်ဟာအနည်းဆုံး confederate မနေနဲ့အခြေအနေတခုကိုထိုက်ထိုက်တန်တန်ရရှိဖို့အကောင်းဆုံးအနေထားမှာပဲရှိနေပါတယ်ဒီထက်မကလိုအပ်လာရင်လိုအပ်တယ်လို့လိုအပ်တဲ့လောက်ကိုရရှိနိုင်တဲ့အခြေအနေမှာရှိနေတယ်ဆိုတာကိုပြောလို့ရပြီဖြစ်တယ်လက်ရှိအခြေအနေဟာအာရခပြည်အတွက် ငိုရင်ပလေးရည်ရင်ရွေးဖြစ်နေတဲ့အချိန်ဖြစ်လို့တောင်းဆိုရတော့မှာပါဒါပေမဲ့အခုလိုအခြေအနေမျိုးကိုပိုင်ဆိုင်နေတယ်ဆိုလို့အာရာခပြည့်အခြေအနေဟာအရာရာကိုပြီးပြည့်စုံနေတဲ့အခြေအနေမျိုးလို့တော့မဟုတ်နိုင်လေပါဘူးအထူးသဖြင့်အာရာခတတ်တော်အပြေဝထိန်ချုပ်တိုင်ပိုက်ထားတဲ့ပလဲဝါမျိုးအပါဝင်မျိုးနေပေါင်းစင်းကားမျိုးနေရဲ့ပြန်လေထူထောင်ရေးလုပ်ငန်းစဉ်တွေထေကပညာရေးကျမ်းမာရေး ်ဂုံရှုံရေးတရားစီရင်ရေးဥပဒေစိုးမိုးရေးနဲ့စီးပွားရေးအစားချိတဲ့အခြေခံကဏ္ဍတွေမှာကတော့စိန်ခေါ်မှုတွေပြင်းထန်နေတာကိုတွေးမြင်ရမှာဖြစ်တယ်ဒီနေရာမှာကစာရေးသူတို့နေတိုင်းအာရခပြည်တောင်ပိုင်းဒေသအခြေအနေတချို့ကိုပြန်လည်ကြည့်ရအောင်ပါတကယ်တော့ရခိုင်တောင်ပိုင်းဒေသကမြို့နယ်အများစုဟာအချင်းမျော်ဝါဒီတွေကိုထိုက်တင်တဲ့လောက်အကောင်းတဲ့နေရာတွေလို့ဆိုနိုင်ပါတယ်ဒါကလေခေအဆက်ဆက်ဗမာလူမျိုးကြီးဝါဒတချို့ရဲ့ ရခိုင်အချင်းချင်းတွေးခွေအုပ်ချုပ်ခံခဲ့ရမှုတွေကြောင့်ပဲဖြစ်ပါတယ်။ရခိုင်ပြည်ထဲမှာရခိုင်တပြည်လုံးနဲ့တမျိုးကိုတမျိုးကူးတွန်းသွားလာဆက်တွေ့ဖို့ခက်ခဲနေပေမယ့်ယိုးမားတောင်ကိုကြော်ပြီးတော့ဗမာပြည်ထဲသို့ဆက်တွေ့သွားလာရေးအတွက်ကတော့လွေကူလျှော့မွေးအောင်ဗမာအစိုးရကခေအဆက်ဆက်ကရည်ရွယ်ရှာချီချီဖန်တီးပေးထားတာပဲဖြစ်တယ်။ဒါ့အပြင်ရခိုင်တောင်ပိုင်းနဲ့မြောက်ပိုင်းဆိုတဲ့အစွဲကိုမှိုင်းဝအောင်တိုက်ပေးပြီးတော့ အင်ဂျက်ရှင်ခွက်ခိုင်းဖို့အတွက်ဗမာအစိုးရတွေဟာနှိပေါင်းများစွာကြံဆောင်ခဲ့ကြပါတယ်ဗမာရင်ကျေးမှုဗမာစကားဗမာရိုးရာဒလေးစရိုက်တွေကိုရခိုင်တောင်ပိုင်းထေသို့မတိမတာဖြစ်စေတိတိတတ်တာဖြစ်စေအစာထုတ်တွတ်သွင်းမွေးမြူပေးထားခဲ့တာပဲဖြစ်တယ်အကျိုးဆက်ကတော့ရခိုင်တောင်ပိုင်းကဗမာမိုင်းမိနေသူတွေရဲ့ပုံကိုတချို့ဟာဗမာလက်ဝေခံတဲ့အဖြစ်ရုံလုံးပေါ်တွားခဲ့ကြပါတယ်ဒါကြောင့်ရခိုင်တောင်ပိုင်းဒေသဟာ ဗမာခေါင်းဆောင်တွေရဲ့ဗမာနိုင်ငံရဲ့ပါတီတွေကိုဝါရံသူတွေကအပြစ်တစားစားယုံလုံးပေါ်လာခဲ့ကြတယ်ရခိုင်ပြည်ကောင်ပိုင်းတွေကစစ်ပွေးအကြိုကာလကိုကြည်လိုက်ရင်အသေးခိုက်စရာအကြောင်းကိစ္စတွေတော်တော်များများကိုမြင်တွေ့ခံစားရကြမှာဖြစ်ပါတယ်အာရဟတ်တတော်အနေနဲ့ရခိုင်ပြည်ထေကိုတိုက်ပွေးစတင်ဖော်ဆောင်ပြီးဆိုတာနဲ့ဗမာစစ်တပ်ဟာသူတို့ရဲ့လုံယူလုံဆိုင်အတိုင်းဖြားလေးဖြားစနစ်ကိုစတင်ပြီးတော့အသက်သွင်းလာခဲ့တယ် ရခိုင်ပြည်နယ်ဗမာပြည်ကိုဆက်တွေ့ထားတဲ့ကုံစီစင်းစင်းရလမ်းကြောင်းမှန်လမ်းများကိုဗမာစစ်တပ်ကရရဆက်ဆက်ပိတ်ဆို့ဖြတ်တောက်ပစ်ခဲ့ပါတယ်ဒီလိုကုံသွေးရလမ်းကြောင်းဖြတ်တောက်ပိတ်ဆို့ခံလိုက်ရလို့ရခိုင်ပြည်တွင်းမှာဆေးဝါးတွေနဲ့အခြေခံစားတောက်ကုန်တွေအလွန်တရာဇစ်တပ်သွားခဲ့ပါတယ်လမ်းလုံးလက်စားအောက်ခြေလူတန်းစားရခိုင်အများစုဟာအငတ်ဘေးကိုရင်ဆိုင်ကြရတယ်ဆေးဝါးနေကြက်တိခတ်ခဲ့သွားကြတယ်ဒီလိုအချိန်မှာပဲ ဘယ်သူတည်တည်ငတိမာရင်ပြီးရောဆိုတဲ့ဘာနှခုတိုက်တူးမဲ့ဝိသမလောဘတာစီပေါ်ရေလုံငတ်ချင်းအများစုဟာဗမာစစ်တပ်နဲ့ပူးပေါင်းပြီးတော့စီပေါ်ရေလှုပ်ရှားလာကြပါလိမ့်မယ်ဒီလူတွေဟာဗမာစစ်တပ်နဲ့အပင်းအယူတစုံတရာပြုလုပ်ပြီးစီပေါ်ရေ လုံငတ်ခွင်ရရှိကြတဲ့အတွက်အချင်းတိုးတိုးအတွင်းမှာပဲတိမ့်ထောင်ပေါင်းများစွာထမ်းမှကြွေဝါချမ်းသာတော်ခဲ့ကြပါလိမ့်ဒါပေမဲ့အဖက်ဖက်ကဖိနှိပ်မှုကို ခံထားရတဲ့ စစ်ကြိုကာလရခိုင်လူထုတွေရဲ့ဘဝကတော့မတေယုံကတမေလုံလုံပါသွားခဲ့ရတယ်။ဝိဓမလောဘသာစီးပွားရေးတမအများစုဟာမျိုးသိမ်းတိုက်ပွဲအရေးအယံကိုမြင်ရပြီဆိုတာနဲ့ဗမာပြည်ထဲကိုချော့ချော့ချူချူဝင်ရောက်သွားခဲ့ကြတယ်။စာတထဆာဖို့လောဘဇောတက်နေတဲ့စီးပွားရေးတမတချို့လောက်သာရခိုင်ထဲမှာစာဖို့နင်းဖို့ကြာရစ်ခဲ့ပါတယ်။ခေပြထဲမှာဗမာစစ်ပီလူတွေနဲ့လင်မယားပေါင်းပေါင်းတင်းဆက်ဆံပြီးတော့ ကိုတိုက်ပြီးကိုလူမျိုးအပေါ်မှာဘာတခုမှစာနာငေးကွက်မှုမရှိကြတဲ့ဒီလိုဝိသမလောဘသာစီဘောရဲ့သမားတွေရှိနေတဲ့အာရခပြည်ကြီးအတွက်အလွန်ကိုစိတ်ပြတ်စရာကောင်းလွန်လာပါတယ်။နောက်ထပ်စာရည်သူတတိထားမိတဲ့လူသားစာတစ်မျိုးကတော့အဖေကျော်ပြီးပထွေးကိုလွန်ဆော့တန်းကားနေတဲ့လူသားစာတရားပေးဖြစ်ပါတယ်။ဒီလူတွေဟာအာရခတက်တော်ကရခိုင်ပြည်ကိုတိမ့်ပိုင်နိုင်ပြီဆိုရင် ရခိုင်ပြည်ထမှာမနေပဲဗမာပြည်ကိုအပိတိုင်ပြောင်းရွှေ့လိုက်တော့မယ်ဆိုတဲ့စကားကိုအင်းတိုင်းအားတိုင်းကြွေးကြော်ခေကြသူများအုပ်စုဖြစ်တယ်။သူတို့တွေဟာစစ်တပ်ထောက်ခံသူအစိမ့်ချောင်များအများစုဖြစ်ပါတယ်။နောက်ထပ်အမျိုးအစားတစ်ခုကတော့နောက်ွေကမျော်လင်းချက်တစုံတရာနဲ့အေအေကိုအားပေးထောက်ခံနေကြသူတချို့ဖြစ်ပါတယ်။ဒီအမျိုးအစားတွေမှာအေအေကိုရားစရာမရှိအောင်နှီးမျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြတဲ့အနီးချောင်းအများစုပါဝင်နေကြတယ်။ လက်ရှိ AA ရဲ့အင်အားကြီးထွားလာမှုနဲ့ຫນွေဥတော်လန်ရဲ့အပေါ်ဩဇာလွှမ်းမိုးနိုင်မှုတွေဟာကမ္ဘာနဲ့မြန်မာနိုင်ငံရဲ့ချိန်ခွင်ရှားကိုတန်းညှိနိုင်နေဆိုလို့သူတို့ကတတိပြုမှတ်သားလာကြတယ် AA မရှိတော့ရင်မြန်မာအနာရှင်စနစ်ကိုဖျောက်ရှားရေးခရီးလမ်းကြောင်းဟာရတ္တလူမတဖြစ်သွားနိုင်ကြောင်းကိုလည်း သူတို့သဘောပေါက်ထားကြပြီဖြစ်တယ်ဒါကြောင့်လေ AA ရဲ့အာနဲ့ဒေါ်စု NDI NUG တို့ကိုပြန်လည်နန်းတက်လာနိုင်စေပြိမ့်မယ်လို့သူတို့ကမျှော်လင့်နေကြပါတယ်။အနီးကြောင်အများစုဟာရန်သူရဲ့ရန်သူဟာမိတ်ဆွေပဲလို့ဆိုတဲ့လက်သုံးစကားကိုအကြည့်အကျဉ်းကန်ပြီးတော့ဟေးကြွေးပြီးအေးအေးကိုမကြိုက်တော့လဲအောက်ကနန်းနေကြတဲ့အခြေအနေမျိုးလို့ဆိုနိုင်ပါတယ်။တနည်းအားဖြင့်ပြောရရင်ကိုယ်အိမ်ကိုယ်ရာပေါ်မှာနေထိုင်ပြီးတော့တပားသူလာရောက်အုပ်ချုပ်ဖို့ကိုတန်းတားနေကြသူတွေပဲဖြစ်ပါတယ်။ ြောရမယ်ဆိုရင် ပြောစရာတွေကတော့တထောင်တညာပုံပြင်လို့ဒီထက်မကခြေသွားနိုင်ပါလေနောက်ထပ်လူဒန်းစားတစ်ခုကိုစัจကြည်ရအောင်အဲ့ဒီလူဒန်းစားဟာတော်မီလောင်နေတဲ့အချိန်တော့ကြောင့်လက်ခမောင်းခတ်တဲ့လူစားမျိုးပဲဖြစ်တယ်သူတို့တွေဟာရခိုင်မျိုးနွယ်တွေထဲမှာစစ်အစိုးရရဲ့အုပ်ချုပ်ရေးရန်လျာပျက်စီးသောချိန်ကစလို့ခိုးဆိုးလူရက်တာတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေကြသူတွေဖြစ်ပါလေအေးအေးမျိုးသိမ့်တိုက်ပွဲတွေဆင်နွှဲနေစဉ်အတွင်းမှာတော့မဲ့ လစ်ပတ်ချောင်းပွင့်ပြီးတော့ယာသမားကိုဖောက်ထွင်းခိုးယူနေကြသူတွေဖြစ်ပါတယ်အဖက်ဖက်ကိုစစ်စစ်ငုံငုံလေးလေးလာစမ်းစစ်ကြည့်မယ်ဆိုရင်ရခိုင်ပြည်တွင်းမှာစိတ်ပြတ်စရာအတိဖြစ်နေတဲ့လူဒန်းစားမျိုးစုံကို အထက်ကပြောပြခဲ့တဲ့အတိုင်းတွေ့ကြရမှာပဲဖြစ်ပါတယ်ဒီလူတွေဟာရခိုင်လူမျိုးနဲ့ရခိုင်ပြည်အကျိုးအတွက်သေးတပွင့်မြားစာလောက်တော့အကျိုးပြုခဲ့သူတွေမဟုတ်ကြတဲ့အပြင်ရခိုင်ပြည်နဲ့ရခိုင်လူမျိုးတို့အပေါ်ဆိုးကျိုးများစွာပြုမှုခဲ့ကြသူတွေသာဖြစ်တဲ့ စာရေးသူတို့ရဲ့ရခိုင်တောင်ပိုင်းမြို့နယ်တွေအများစုဟာကိုလုံးမကိုစားရတဲ့ဆိုတဲ့စာမဖတ်တတ်တဲ့လူသားစားတွေဘဲသူတည်တဲ့ငတိမာရင်ပြီးရောဆိုတဲ့လူအတ္တတွေငွေရှိရင် အလိုရှိတဲ့အတိုင်းရာချိစေရမယ်ဆိုတဲ့ငွေကုန်မောင်းနေသူတွေဗမာအစိုးရအဆက်ဆက်အာဏာပိုင်တွေကိုခါပိုက်ထေးထေးပြီးထင်တိုင်းကျင်းနေကြသူစီးပွားရေးသမားတွေဘာခံယူချက်မှမရှိဘဲအာတာယာဖက်ကိုလိုက်ပါခိုကန်းနေကြတဲ့တာပေါင်းညာစားတွေနဲ့ ဓမိုင်းမတိတဲ့မျိုးစင်းမမှန်တဲ့ရခိုင်အမိခံတွေကိုသိပ်ပါပါတယ်။လက်ရှိအချိန်မှာအာရခတ်တတော် AA ရဲ့ထိန်းချုပ်မှုအောက်မှာလူဒန်းစားမရွေချင်းနေကြပြီဆိုပေမဲ့စိတ်မချမ်းမြေ့စရာမြင်ကွင်းတွေကို မြင်တွင်းနေရပါတယ်။အထက်ကစာရေးသူတင်ပြခဲ့တဲ့လူဒန်းစားတွေကိုအုံချုပ်ရေးရန်တရားအပါဝင်ဌာနအသီးသီးထိုင်ခုံနေရာတချို့မှာ ဝင်ရောက်နေရာယူနေတာတွေကိုမြင်တွေ့ရတဲ့အတွက်တကယ်ပဲစိတ်မကောင်းဖြစ်မိပါတယ်။အခွင့်အရေးသမားတွေဆိုတာထက်အမြဲတမ်းခွဲတိုးပေါက်ကိုခြာနေရသူတွေဖြစ်တာမို့ ီလူတွေကိုဒီနေရာကို ရောက်လာခဲ့ကြတာတိတ်တော့မဆန့်ပြလာပါဘူးဒါပေမဲ့စီစနစ်ကြတဲ့ပြန်လေထူထောင်မဲ့အာရခပြည်ရဲ့ပြန်လေထူထောင်ရဲ့ကိုမျိုးစေးမမှန်သူတွေကြောင့်နှောင်းနေကြံ့ကြံ့မှာကိုတော့အလွန်ကိုစိုးရိမ်မိပါအမှန်ပါပဲဒါပြင်အာရခပြည်သူအစိုးရကိုခက်အဆက်ဆက်ဗမာလူမျိုးကြီးဝါဒအစိုးရလို့သဘောထားပြီးတော့လက်ပေးလက်ယူမှုခါပိုက်ဆောင်နေကြသူတွေလေဒူနာတီချိနေကြပါသေးတယ်ဒီလိုစိန်ခေါ်မှုတွေကိုလွတ်လွတ်ကင်းကင်း ရှောင်ရှားပြီးတော့ထူးခြားကောင်းမွန်လေးအာရခနိုင်ငံတော်သစ်စီတို့ခက်ပညာတဲ့မျိုးစစ်မှလူငယ်တွေနဲ့ထူထောင်နိုင်ဖို့ကိုသာစာရေးသူအနေနဲ့မျှော်လင့်မိပါတယ်ကြီးခဲ့မှုတဲ့ဗမာနေရှိတော်လည်းရုပ်ရှင်ဇာတ်ကားထေကနေရှိအလိုတော်ကြီးဇက်ကောင်ကြီးလိုအင်္ဂလိပ်ခက်မှအင်္ဂလိပ်အလိုတော်ကြောင့်ဂျပန်ခက်မှလေဂျပန်အလိုတော်ကြောင့်လွတ်လပ်ရေးခက်မှလေဖတ်ဆက်ပလာရေးကြည်ရော်သူကြီးဖြစ်လာဖို့အတွက်တာဝန်ရှိသူတွေကဂရုစိုက်ဖို့လိုအပ်ပါတယ် ငှားနဲ့တွေးရင်ငှားကျွမ်းနဲ့တွေးရင်ကျွမ်းဖြစ်သွားတဲ့လင်းနိုးလိုလူစားတွေကိုအနာကအာရခဒီရန်ရာတွေကတတိရှိရှိအပိတိုင်ဖေရှားပြကြဖို့လိုအပ်ပါတယ်ဆိုတာအမှန်တကယ်ပါပဲလို့ထောက်ပြပြောဆိုပြရစီဆိုပြီးတော့စာရေးသူကရေးပြီးတော့တင်ထားတဲ့ဒီစပါမီရည်ရည်လိုက်အလွန်ကိုလေးစားပါတယ်ကာရောကပြုအပ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့မိဖပြည်သူများ စိတ်အေးချမ်းသာခြင်းကိုအေးချမ်းသာခြင်းပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့စူးမောင်းလောင်းတောင်းရင်းနဲ့ဒီဆောင်းပါးလေးကိုဒီနေရာမှာပဲဖတ်ကြည့်များဝေနီကုန်းချုပ်အဆုံးသတ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါဒါလီဇောပါဂါရဝါပါအချိန်မှအားလက်ဒေဂျာကဗီဒီယိုဖိုင်လေးလုပ်ပြီးတင်ဆက်နေတဲ့အတွက်အမှတစုံတရာရှိခဲ့တယ်ဆိုရင်လေခွင့်လွှတ်နားလေပေးကြပါလို့ကျွန်တော်အနေနဲ့အမှုအညွှန်းမြစ်တာရက်ခံရင်းနဲ့ဒီဗီဒီယိုဖိုင်ကိုနီကုန်းချုပ်အဆုံးသတ်ပါတယ်ဟုတ်ကဲ့ပါဒါလီဇောပါဂါရဝါပါ 明天来吧，拜拜。